းမှာတော့ကျွန်တော်တို့ဒီခိုင်မာတဲ့ Facebook account တစ်ခုကိုဘယ်လိုမျိုးစနစ်တကျဖွင့်မလဲဆိုတာကိုပြောပြပြီးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်လည်းတူလိုက်ပြီးတော့လေ့လာကြည့်ပါ။ Facebook account တစ်ခုကိုကျွန်တော်တို့ဒီခိုင်ခိုင်မာမာကိုကအသုံးပြုခြင်းနဲ့ကိုကဒီ Facebook account တစ်ခုတည်းကိုပဲဆွဆွမြမြဲသုံးခြင်းနဲ့တူတယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်နဲ့ဖွင့်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့က Gmail နဲ့ဖွင့်တင်ပါတယ်။ ဂျီမေးနဲ့ဖွင့်သုံးတဲ့အခါမှာကျွန်တော်တို့ Facebook အကောင့်ကခိုင်ခိုင်မာမာရှိတယ်။ security ဘိုင်းတွေကိုထပ်ပြီးတော့မြှင့်လို့ရတယ်။နောက်တစ်ခုကအရေးကြီးဆုံးချက်ကသူ့ရဲ့ password ကိုကျွန်တော်တို့ကလွယ်လွယ်ကူကူထည့်တာမျိုးမဟုတ်ဘဲနဲ့အရန်ကြီးခတ်တာမျိုးလည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအဲ့လိုမျိုး password ကိုထည့်ပေးရမယ်။နောက်တစ်ခုကကျွန်တော်တို့က password တွေကိုတင်ထားရမယ်။ Gmail တွေကိုမှတ်ထားရမယ်။ Gmail နဲ့ ဂျီမေးပုံကျုံဒီဖုန်းထဲမှာအမြဲတမ်းထည့်ထားရမယ်ပေါ့နော်ဂျီမေးအက်ထဲမှာထည့်ထားရမယ်ဒီလိုမျိုးထည့်ထားပြီးမှလည်းဟာလားအချိန်မရွေးပူကဒါပြန်ဝင်လို့ရတယ်ပေါ့နော်နောက်တစ်ခုကဒီ security ဘိုင်းမှာဆိုလဲစီးပွားရေးသမားတွေဆိုရင်တော့ညှင့်ပြီးထားတင်ပါတယ်အဲ့တော့တာမန်သုံးတဲ့သူတွေဆိုရင်လဲကျွန်တော်က အာအတင်းတင်းပေါ့နော်ဒီညှင့်တင်းတလောက်တော့ညှင့်ပြီးထားတင်ပါလို့လူတော်တော်များများ Facebook တုံးတာဖြစ်တဲ့ Twitter ကြိုင်းတစ်ကောက် Twitter ကြိုင်းတစ်ကောက်အဲ့လိုမျိုးကြုံတွေတုံးမဲ့အစားအကောက်တစ်ခုကိုခိုင်ခိုင်မာမာတုံးရဖို့အတွက်ဒီနီလန်းကိုလိုက်ကြည့်ပြီးတော့ဖွင့်ပါလို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော် ဖွင့်မယ်နီလန်းကကြတော့ကျွန်တော်တို့အရင်ဆုံးဟာလားဒီ Google Chrome ကနေပြီးတော့အရင်သွားပြီးကြကြုံဖွင့်ပါမယ် Google Chrome လေးထဲကိုတစ်ချက်ဝင်လိုက်ပါမယ် ဝယ်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ကအခုလိုပုံစံမျိုးလေးမပေါ်ဘူးဆိုလို့ရှင်ကျွန်တော်တို့ဒီမှာ facebook.login ဆိုပြီးတော့ကျွန်တော်တို့ဒီမှာရိုက်ရတာ အဲ့တော့ facebook.com ဆိုလည်းရတယ်ဗောနော် facebook.com ဆိုလည်း facebook.com ကိုရိုက်လိုက်ရိုက်လိုက်ပြရတယ်ဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးပေါ်လာလိမ့်မယ်ဒီလိုပုံစံမျိုးပေါ်လာတယ်ဆိုလို့ရှိရင်ဒီမှာ login ဟာလာဝင်လာတဲ့ account တွေမရှိဘူးဆိုလို့ရှိရင်တော့ဒီဘက်ကအကွက်ကလေးတစ်ခုပဲပေါ့ဗျာနော်ဒီအကွက်ကလေးတစ်ခုပဲကျွန်တော်မြင်တွေ့ရတယ်ဗောနော်အဲ့တော့ဒီဘက်မှာ account လေးတွေကျွန်တော်ဝင်ထားဖို့ဖြစ်တဲ့အတွက်ဒီမှာ account လေးတွေလည်းမြင်ရလိမ့်မယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့က အကောင့်အတိတ်ကိုဖွင့်မှာဖြစ်တဲ့အတွက်ဒီမှာ create အကောင့်ပေါ့နော် create new account ဆိုတာလေးကိုကျွန်တော်ဖည့်လိုက်ပါ create new account ကိုဖည့်ပြီးပါပြီဆိုရင်တော့ကျွန်တော်ဒီမှာ front name နဲ့ land name ပေါ့နော်ကျွန်တော် name နှစ်ခုထည့်ရမယ့်နေရာလေးကိုကျွန်တော်မြားလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာကြားမရတာကိုကျွန်တော်မြားလိုက်မယ်ပေါ့နော်ပြီးရင်တော့အဲ့ဒီအောက်မှာဆိုလို့ရှိရင် mobile ဟုတ်လား mobile number လား email number လားပေါ့နော်ဒါလေးကိုကျွန်တော်ပြီးထည့်ရမှာဖြစ်တယ်ပေါ့နော် ကျွန်တော်ခုနပြောသလိုပဲ mobile နဲ့ဖွင့်တာမဟုတ်ဘူးねကျွန်တော် gmail နဲ့ဖွင့်มาဖြစ်တယ်ခိုင်ခိုင်မာမာသုံးမဲ့ account မျိုးနောက်တစ်ခုကဒီနေ့ခေတ်မှာကျွန်တော် facebook ကဝင်ဝေးချာနေတဲ့သူတွေလိုအပ်တဲ့ primary location ရတဲ့ account မျိုးပေါ့เนาะဟုတ်ပြီအဲ့တော့ကျွန်တော်တို့တွေက friend name ကိုအရင်သွားလိုက်မယ်ပေါ့เนาะပြီးရင်တော့ကျွန်တော်တို့တွေကဒီမှာ date ကိုထည့်ပေးရမှာပေါ့เนาะ date ကိုထည့်ပေးရမှာဖြစ်တဲ့အတွက်ဒီမှာ date ကိုထည့်ပေးမယ် ပြီးလို့ရှိရင်သူ့ရဲ့ခုနဲ့ပေါ့နော်ခုနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကโอเคเนาะခုနဲ့တွေထည့်ပေးလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဈာမကိုရွေးပေးလိုက်တယ်ပြီးရင်တော့ကျွန်တော်တို့က mobile extra ပေါ့နော် mobile ဒီ mobile number sorry เนาะ mobile number တို့မဟုတ် gmail ကိုကျွန်တော်တို့ထည့်ပေးရပေါ့နော်အဲ့တော့ gmail.com ကျွန်တော်တို့ထည့်ပေးလိုက်မယ်ထည့်ပြီးပါပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာ new password ပေါ့နော် new password ကိုကျွန်တော်ထည့်ပေးမယ်အဲ့တော့ နောက်ဆိုတော့ကိုကျွန်တော်တို့ကပြင်တော့ကျွန်တော်တို့တွေက site up ပေါ့နော် site လေးကိုနှိပ်ပေးပါမယ် site ကလေးကိုနှိပ်ပေးပါပြီဆိုလို့ရှိရင်ကျွန်တော်ခဏလေးစောင့်ပေးလိုက်ပါခဏစောင့်ပြီးပြီးပါပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ step by step အနေနဲ့ထပ်ပြီးတော့သွားမယ်အဆင့်လေးတွေရှိပါသေးတယ်โอเคဒါဆိုလို့ချင်တော့ကျွန်တော်တို့ဒီဟာလာကျွန်တော်ဒီမှာ ကုတ်ပို့လာလိမ့်မယ်ပေါ့နော်ခုနကထည့်လိုက်တဲ့ကြည်မေးကနေပြီးတော့ကုတ်ပို့လာလိမ့်မယ်အဲ့ဒီကုတ်ကိုကျုပ်တို့ကယူပြီးတော့ဒီမှာထည့်ပေးရမှာဖြစ်ပါတယ်နော်အဲ့ဒီကုတ်ကိုယူပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်โอเคကျွန်တော်အခေရွေးဟလာဒီ ပေါ်မှာပေါ့နော်ကိုယ်ကမမြင်ဘူးဆိုလို့ရှိရင်တော့ဖုန်းကြီးလေးနဲ့ထွက်လိုက်မယ်ထွက်ကြရပြီဆိုရင်တော့ကြည်မေးတဲ့ကိုသွားလိုက်ပါမယ်ကြည်မေးတဲ့ကိုသွားကြည့်ရပြီဆိုလို့ရှိရင်တော့ဒီကြည်မေးကိုကျွန်တော်တို့ဒီက refresh လုပ်ပေးလိုက်နော် refresh လုပ်ပေးလိုက်ပြီးတော့သူ့ရဲ့သူ့ရဲ့ကုတ်ကိုကျွန်တော်တို့ယူပြီးတော့ဒီမှာထည့်လိုက်ပြီပေါ့နော်ပြန်တော့ကျတို့တွေကဒီဘက်မှာ continue ကိုနှိပ်ပြလိုက်ပါမယ် ကိုတင်းညုတ်ကိုနှိပ်ပြီးတော့ကျောင်းတွေခဏလေးစောင့်ပေးလိုက်မယ်ပေါ့နော်ခဏလေးစောင့်စောင့်ပေးလိုက်မယ်ပြီးရင်တော့ကျောင်းတွေကဒီမှာโอเคစွာလေးကိုနှိပ်ပေးလိုက်ပါမယ်အဲ့တော့ browser ကဖွင့်တာဖြစ်တဲ့တူကကျွန်တော်တို့တွေကနည်းနည်းလေးတော့ဒါဟိုသုံးနေသုံးစားမရှိရင်တော့အဆင်ပြေမယ်မထင်ဘူးပေါ့နော်ဒါပေမဲ့လူကျွန်တော်တို့တွေကအစွဲလေးပဲဖြစ်ပါတယ်နော်အဲ browser ကသုံးတာလေကျောင်းတွေဟိုဘယ်လိုပြောမလဲပေါ့နော် သုံးနေသုံးသားမရှိရင်တော့နည်းနည်းလေးကြော်ပြီးမျက်စိလည်ကောင်းလည်လိမ့်မယ်လောကခတ်ကောင်းခတ်လိမ့်မယ်ဒါပေမဲ့သုံးနေကြဖြစ်တဲ့သူသုံးနေကြသွားလို့ရှိရင်ကျတို့တွေအဆင်ပြေသွားလိမ့်မယ်နော်အဲ့တော့တရားလေးရစက်ခွင်ကကျတို့တွေအချုံချဲပါလို့လုံးလို့ရတာလဲဆိုလို့ရှိရင်ဒီမှာဒီညာဘက်အပေါ်နားမှာကျတို့တွေကညာဘက်ပေါ်နားမှာကျတို့တွေအဆက်ကလေး30ဆက်ရှိတယ်နော်အဲ့ဒီအဆက်ကလေး30ကိုနှိပ်လိုက် sorry ဆက်ကလေး30ကိုနှိပ်လိုက်နှိပ်ပြီးပါပြီဆိုလို့ရှိရင်ဒီမှာ desktop slide ဆိုတာရှိတယ် sorry ကျွန်တော်လည်း ဒီကနေ့ဒီကောင်နဲ့မှန်ပါနေတယ်နော်အဲ့တော့ desktop site လေးမှာကျတို့ကအမှန်လာပြီးတော့ရှင်းပေးတာကအမှန်လာပြီးရှင်းပေးထားတာဖြစ်တဲ့အတွက်အခုလိုမျိုးအချုံအရှင်းလုပ်လို့ရတာဖြစ်ပါနော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ကျတို့တွေ account create တခုအလွယ်တခုဖွင့်လို့ရသွားပြီဖြစ်ပါတယ်အဲ့တော့ကိုကခိုင်ခိုင်မာမာဟာလား Facebook account ကိုတုံးမြင်နေဆိုလို့ရှိရင်တော့ဒီနီလန်အတိုင်းဖွင့်ပါ။နောက် security မြင်တာတွေပါတယ်။ကျွန်တော်ထပ်ပြီးတော့ ပြောပြပေးသွားမယ်ဟာလာ security ဘိုင်းကိုထပ်ပြီးတော့မြင်ဖို့အတွက်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာတွေကိုသိကျင်လဲဆိုတာ comment လေးမှာရေးပေးကြလို့ရပါတယ်ခင်ဗျာ